Namaste အားလုံးပဲမင်္ဂလာပါရှင်မြမကတော့ Yoga Instructor ခင်မိုးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကြတော့ဒီ1 byte တက်တာပေါ့နော်1 byte မှာအစီစုနေတဲ့သူတွေအတွက်1 byte အစီကျစေမယ်လေ့ကျင့်ခန်းလေးဖြစ်တယ်မြမက1 byte အစီကျယုံတယ်မဟုတ်ပဲနဲ့အနောက်ကကြောရိုးမကြီးတက်မအောင်ပါလေ့ကျင့်လို့ရမယ်အကွက်ကလေးတွေကိုတွဲပြီးတော့ဝေမျှပေးမှာဖြစ်တယ်ပေါ့နော်ပုံမှန်အဖြစ်1 byte ကိုတီးတက် အစီ1 by SC ချလို့ရတာမျိုးလည်းရှိတယ်အားကစားမှာအဲပြီးရင်ကြောရိုးကိုတတ်တတ်တန်မအောင်လုပ်တဲ့လေ့ကျင့်ခန်းတွေလည်းရှိတယ်အဲ့လိုတစ်ခုချင်းစီသွားတော့တာမျိုးမဟုတ်ပဲနဲ့နှစ်ခုပေါင်းပြီးတော့လေ့ကျင့်လို့ရမယ်1 by ကကြောရိုးပေါ့နော်ဆိုလိုရင်း core muscle strength core muscle အားကောင်းအောင်ပြီးရင်1 by SC ချအောင် လေ့ကျင့်ရမယ်လေ့ကျင့်ခန်းလေးတွေကိုဝင်မျှပေးချင်တာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့အဓိကကြောရိုး muscle ပေါ့နော်ခန္ဓာကိုယ်ရဲ့အလဲပိုင်းရုံဟာလူတစ်ယောက်မှာအရေးကြီးဆုံးဖြစ်တယ်အဲ့ဒီတော့ကြောင့်ကြောရိုး မတွေကြောယိုးပေါ့နော်ကြောယိုးတံမာနေတယ်ကြောယိုးမှာအားကောင်းနေတယ်ဆိုရင်မြမတွေရဲ့အောက်ပိုင်းလှုပ်ရှားမှုတွေဟာအရင်ကို flexible ပဲဖြစ်တယ်တောက်တင်းနေတာမျိုးမရှိတော့ဘူးပြီးကြောယိုးတံမာဖို့အတွက်ကအရှိကဒီ one bite မှာ အားရှိနေဖို့လိုတယ်အစီတွေအရင်ကြီးပေါ့နော်များမနေဖို့လိုတယ်ပေါ့နော်အစီကတော့ရှိလိမ့်မယ်အတူပါသူအတိုင်းတာတစ်ခုနဲ့ရှိလိမ့်မယ်ဒီ ary ကိုနောက်မှဘုဒ္ဓတာနေနဲ့ရှင်းပြမယ်အခုကတော့လေ့ကျင့်ခန်းလေးအတွက်ကိုပဲအနည်းငယ်ရှင်းပြခြင်းဖြစ်တယ်ဒါကြောင့်ညီမတို့အခုဒီနေ့လေ့ကျင့်မဲ့လေ့ကျင့်ခန်းမှာ1 by Marcel 1 byte ကလေးကို target ထားမယ်ကိုရဲ့စိတ်ကကိုရဲ့ဒီ1 byte မှာလှုပ်ရှားနေတာ1 byte ကိုအားစိုက်တာအဲ့ဒါမျိုးလေးလုပ်မယ်ကြောရိုးကိုအတက်နိုင်ဆုံးမကုန်းဘူးကြောရိုးကိုအတက်နိုင်ဆုံးဖြောင်းဖြောင်းလေးပေါ့နော်အတက်နိုင်ဆုံးပါနော်လူတိုင်းကြောရိုးဖြောင်းလို့မရပါဘူးအဲ့အတွက်ကြောင့်အတက်နိုင်ဆုံးဖြောင်းပေးပါဒဏ်ရာမရဖို့အတွက်ဂယုစိုက်ပေးပါဒါဆိုစလိုက်ကြရအောင်အဲ့တော့ညီမတို့ပထမအဆုံးအာစနအနေနဲ့ခန္ဓာကိုယ်ကိုတင်ပါ ထိုင်ချလိုက်မယ်ဒူးလေးနှစ်ခုထောင်ပြီးတော့တင်မလေးကိုမပြီးတော့ဟိုဘက်ဒီဘက်ထုတ်လိုက်မယ်ခြေထောက်နှစ်ခုကိုပူးလဲမပူးပါဘူးကားလဲမကားပါဘူးကိုယ့်ရဲ့တင်ပါအကျယ်တိုင်းလေးပဲအရှိမထားလိုက်မယ် sorry တင်မအကျယ်တိုင်းလေးပဲထားလိုက်မယ်နောက်ဆိုဒီလိုထိုင်လိုက်ပြီဆိုရင်ခြေထောက်ကိုဘယ်လောက်ထားရမှာလဲအကွာအဝေးကမေးတက်ကြတယ်အဲ့အတွက်ကြောင့်ခြေထောက်ကဒီလိုရှေ့ကိုသွားပြီးတော့လဲဒီလိုကြောရိုးကြီးလန်နေစရာမလိုပါဘူးဒီလိုကြီးအနောက်ကိုဒီလိုကြီးလာကပ်ပြီးတော့လဲ ထားเสียမလိုပါဘူးအဲ့တော့ကိုခါယူဖြောင်းကြည့်ကိုရဲ့ခြေထောက်ကလေးတွေတတောင်းတတာခါယူမက်လိုက်လို့ရှင်ဝမ်းပိုင်းနဲ့ပေါင်ဖို့နော်ဒီဒီနေရာလေးက space ကတတောင်းတတာဖြစ်သွားရင်ရပါပြီအဲ့တော့နံပါတ်၁ခါလေးကိုကြောယိုးလေးမှတ်ထားမယ်နမနဲ့ခြေထောက်ကလေးအရင်နောက်ဆုတ်တာလည်းမဟုတ်အရင်ရှိတိုးတာလည်းမဟုတ်ဘူးတတောင်းတတလေးဖြစ်နေရပြီပြီးရင်တော့တင်မလေးတွေမထုတ်ပြီးတော့တေချာလေးခါလေးကိုလျှော်လိုက်မယ်နောက်ဆိုဒီနေထားလေးကနေစမယ်ညီမတို့က ကြောလေးကိုလုံးဝဒီလိုမခုံးဝါဖို့အတွက်အတက်နိုင်ဆုံးသတိပြုရမယ်။ကြောလေးကိုမတ်ထားမယ်။လေရှူရင်းနဲ့လက်ကလေးနှစ်ဖက်ကိုနရွက်နာကိုဆန့်ထုတ်လိုက်။ဒီအကွက်မာရင်ကိုစပြီးတော့တချို့တွေကဒီလို ကိုင်းသွားပါပြီ။အဲ့တော့ကိုင်းသွားတဲ့သူတွေက အတက်နိုင်ဆုံးလက်ကလေးကိုယွန်ဘက်ရှေ့ရှက်ထားပြီးတော့ကြောလေးကိုဒီလိုလေးဆန့်ထုတ်လိုက်မယ်။ပြီးရင် V ပုံတံလေးအနောက်ကိုခန္ဓာကိုနည်းနည်းလေးလှန်လိုက်မယ်ဒီလိုကုန်းကုန်းကြီးမုံတော့ပြန်ကြည့်မယ်ခါလေးကိုမှတ်ထား V ပုံတံတန်းနောက်ကိုနည်းနည်းလေးလှန် โอเคเนาะပြီးရင်1 by ညစ်ပြီးညာ6လောက်ကလေးရသလောက်မှကြည့်โอเคဒီမှာလဲစပြီးတော့အခုမှဒီဗီဒီယိုတွေ့လို့လေ့ကျင့်တဲ့သူတွေအတွက်ဒီအကွက်လုံးဝမလွယ်တဲ့အကွက်ပါအဲ့တော့အခုမှစပြီးတွေ့ရလို့ဆိုရင်6လောက်ကလေးကိုမဆန့်မနဲ့အောင်ဒီလိုလေးပဲမထားအဲ့ချိန်မှာဘိုင်းညစ်ထား တကယ်ညစ်ပြီးတော့အားသုံးရမှာ1 by ဒါပေမဲ့တကယ်လာထိနေတာအပေါ်အရှိပောင်ကျွတ်တာဖြစ်တတ်တယ်ရပါတယ်အားမလျှော့ဘဲနဲ့နိုင်တဲ့လောက်ကနေစပြီးတော့တရင်နဲ့တရင်အနေနဲ့ချင်းအနာခံွားပြီးတော့ဖြည်းဖြည်းချင်းလေ့ကျင့်ကြည့်ပါအဲ့တော့မရသေးတဲ့သူတွေအတွက်အရင်စပြမယ်ရင်ဘတ်ရှိမှာလက်ကလေးရှက်ထားခါယိုးလေးကိုမတ်ထားကြောလေးကိုမတ်ထားပြန်တော့ကို V ပုံတရံဘိုင်းညစ်ပြီးတော့နည်းနည်းလေးနော်ဘိုင်းကိုညစ်မယ်နည်းနည်းလေးနောက်လှန်ဒီနေ့နည်းနည်းပဲခြေထောက်ကြွားလို့ရရင်ရတယ်ဒီလောက်ပဲဘိုင်းကိုခန်းစားကြည့်အာတိ ထီးကြကြခန်းစားပါဆိုရင်အောက်ပိုက်လို့ခေါ်တယ်ချက်ရဲ့ချက်နေရတဝိုက်ကိုပို့ခန်းစားခါးလေးကိုဒီလိုကော့ထားဖြစ်တဲ့အတွက်ဒီရင်သားအောက်ကလေးတွေမှာပါတင်းလိုက်မယ်နိုင်တဲ့သူခြေောက်ကလေးစမ်းကြည့် ပြန်ပြန်လျှော့ခြေတော့ပြန်ချဒါကအခုမှစပြီးတော့မရတဲ့သူတွေအတွက်โอเคတကယ်ရနေပြီလေ့ကျင့်လို့ရပြီဆိုတဲ့သူတွေကကြတော့လမ်းနှစ်ဖက်ကိုခါချက်ကိုဆန့်ထုတ်လိုက်မယ်ခါလေးဖြောင်းထားထုတ်အနောက်ကို V ပုံတရံလှန်ရင်းနဲ့လက်ကိုပခုံးနဲ့တန်တန်လေးရှေ့ဆက်ရင်ဘတ်ဒီလိုမကုန်းနော်ခါလေးဆန့်ထားရင်ဘတ်ဖွင့်ထား ချောက်ပြင်းအဲ့ညာခြေတော်ကလေးကိုမထုတ်လိုက်ရားတလောက်စမ်းကြည့်မရရင်ဒီလိုအကိုေးတိုင်းမဲ့ဘိုင်းညှစ်ထန်ရရင်စမ်းထုတ်လိုက်မယ် okay ရှူထုတ်ပြန် short လက်ကလေးပြန်မြှောက်မယ်နောက်တစ်ဖက်သွားကြည့်မယ်လက်ကလေးနှစ်ဖက်ရှိရင်ဘက်ကော့ထားဘိုင်းညှစ်ဘဲချေမကြည့်မရရင်မစမ်းနဲ့ကိုေးထားအဓိကဆွမ်းနာပြောတဲ့နေရာလေးတွေအားဆိုင်နိုင်နေဆိုစမ်းထုတ်လိုက် okay ပြန် short မယ်ဒါဆိုဇက်တိုက်ငါးချင်ရှူ လက်ကလေးရှိဖို့ရင်ဘတ် V ပုံတဲ့ခြေနောက်ကလေးညာချီမထားရှူထုတ်ပြန်လျှော့လက်ကလေးပေါ်ဆန့်ခါဖြောင်းထုတ်လက်ကိုရှိဖို့ရင်ဘတ်ကြောလေး V ပုံတဲ့လှမ်းဘဲခြေလေးမထား1 byte ကလေးညှစ်ထားပေါင်နေမှာပါခန်းစားရှူထုတ်ပြန်စမ်းနှစ်ကြိမ်ပြီးွားရင်တော့နောက်တစ်ကြိမ်ရှူလက်ကလေးရှိရင်ဘတ်ကလေးကောထားခြေထောက်ကလေးမှ Okay ရှူထုတ်ပြန်စမ်း နောက်တစ်ချိန်ရှူဘဲချေလေးဆက်ရာတလောက်ကြောကောထားရာတလောက်မထား Okay ရှူထုတ်ပြန်ဆက်၃កောက်ရှိပြီ Let's do ညာချေဆက်ပြီကြောကောမယ် Okay ရှူထုတ်ပြန်လျှော့နောက်တစ်ချိန်ရှူဘဲချေဆက်ပြီနော်ရာတလောက်ကြောဆက် Okay ရှူထုတ်ပြန်ဆက် ။နောက်ဆုံးတစ်ခေါက် ready V ပုံသဏ္ဍာန်လှမ်းပြီးလက်ရှိပို့ပြီးညာချီမထားပြီး1 1byte ကိုညှစ်ထားမယ်။ adjust human or them on boot 2မရရင်ဒီလိုလေးကိုွေးတာဒူးကိုရင်သားစီကိုဆွဲတာ3 4 5 bien sûr ya de la now the pan la kle san kha phyaung thau yin ba kle hlan v pong tadan ba che le ma da ma ya yin dilo ko yi da ya da lo ko tha nai yin ne du san thau 1 let you 2 3 4 5 5ရန်ရှော Okay ညီမဆနာအခု9ချိန်လောက်ပါရင်ကိုရဲ့ဒီ1 byte ကျွတ်တာခါလေးတတိထားပြီးတော့1 byte ကလေးအတော်ရင်ကိုတော်တော်လေးကိုထိရောက်နေပြီပေါ့နော်ဒါကပထမတစ်မျိုးအဲ့တချို့လူတွေကဘိုက်မှမထီပဲနဲ့ညီမပြောသလိုပေါင်အပေါ်ကြွတ်သားတွေအရန်နာလိမ့်မယ်ဘာမှမဖြစ်ဘူးရတယ်စပြီးတော့ပေါင်ကြွတ်သားမှအားဆိုင်လိုက်နောက်ပိုင်းကျရင် ဘိုက်ကိုပါညင်လိုက်နောက်ဆိုရင်ပေါင်လဲပေါင်ရှစ်ကျွတ်သားတွေလည်းလှလာမယ်အစီကြပြီးတော့ဝမ်ဘိုက်လည်းအစီကြလာမယ်နော်လက်ပါနိုင်တဲ့သူဟာရှူရပါပို့ပြီးတော့ flexible ဖြစ်လာမယ်အခုနောက်တစ်မျိုးသွားမယ်ဒီပုံစံလေးတိုင်းမယ်ဒူရီယာတစ်မျိုးကဘာလေးလဲဆိုဘာကွာွားလဲပြောရင် twist လောက်တာလေးပဲကွာွားမှာအဲ့တော့ဇွန်နာပြောခဲ့အစ်စ်နေတိုင်းမယ်မိမိရနိုင်တဲ့အနေထားအထီလေးပဲလုပ်ပေးမယ်နော်အဲ့တော့ဇွန်နာအတိုင်း V ပုံသဏ္ဍာန်လေးညံဘက်ကလေးကိုဒီလိုလှန်လိုက်မယ် ်လက်နှစ်ဖက်ကိုအပေါ်မြောက်ထားတဲ့တိုင်ရနေအနောက်ကိုဒီလိုလေးလှက်အဲ့တော့ဘယ်ဘက်လက်အညာဘက်လက်ကဘယ်ဘက်လက်ကညာပခုံးကိုကင်ညာဘက်လက်နောက်ကိုဒီလိုလှက်ထုတ်လိုက်အရှင်းနေနေတူလိုက်မယ်လက်မမြင်ရမှာစိုးအဲ့တော့ခါဆင့်ထားတဲ့ V ပုံတရနည်းနည်းလှန်နေပြီးရင်ညာဘက်လက်နောက်ပို့ရောဆိုပြီးပစ္စည်းတစ်ခုပေးလိုက်တယ်လို့မျိုးဘယ်ဘက်လက်ပခုံးထိတ်ကိုကင် ပြန်အဲ့ညာခြေတော်ကလေးမကြည့်ဒီနေ့တလောက်ရရင်တလောက်ပဲ okay တယ်ဒီလိုခိုင်းတာမကုံဝစေနဲ့ခါကောင်းရင်မမနဲ့ရရင်ဒီလိုသာဘိုင်းညှစ်ပြီးလှည့်ထားကြည့်နည်းနည်းလေးပဲဒီလောက်လေးပဲကြွကြည့်ရရင်စန့်ထုတ်မယ်ဘိုင်းညှစ်ပြီးတော့ okay ရှူထုတ်ပြန် short လက်ကလေးဒီလိုနော်ခါစန့်နိုင်တဲ့လောက်စန့်ဒါဆိုနောက်တစ်ဖက်ချိန်ကြည့်ဘဲဘက်ကိုရော့ဆိုပြီးတော့လှည့်ပေးနိုင်ရင်ဘဲခြေလေးမကြည့်ထန်းနိုင်ရင်စန့်ထုတ်ဘိုင်းညှစ်ပြီးတော့ okay ပြန်သွား1ငါးချိန်ဆက်တိုက်သွားပြီရှူ ညာဘက်ကိုပေးခြံတော့ကလေးမညံဘက်ဖွင့်ထားကြောဖြောင်းနာနော်ရှူပြန်သွားပြီနောက်တစ်ဖက်ဘယ်ဘက်ကိုသွားခြံတော့ကလေးကိုမရာသလောက်ပိုင်းညစ်ထားโอเคရှူထုတ်ပြန် short two ဒူဒူသားမဲနော်နောက်တစ်ကြိမ်ရှူဆွဲဆန်းโอเคရှူထုတ် Now the pet shoe baby by nyata. Okay, shoe toe. Let's do now the jay shoe nyaba. One by nyata. ရှီတောနောက်တစ်ကြိမ်ရှီဘယ်ဘဝမ်ပိုင်းညရာတလောက်မတာရှီတော last one now ဆုံးတစ်ခေါက်ရှီညချေမရရင်မမအောင်နော်ဒီလောက်ကလေးပဲနိုင်တဲ့သူစန့်ထုတ်1ကောင်းလေးပါလိုက်ကြည့်ဘိုင်းညထား2မရရင်ဒူကိုထား3 4 bien sûr နောက်ဆုံးတစ်ခေါက်ဘယ်ဘမရရင်ဒူကိုထားနော်ရရတဲ့သူစန့်ထုတ်1 joy မခုံးစေနဲ့2 3 four five ပြန်ရှော OK လားကျေးတော်ပြန်လာပြီเนาะအဲ့တော့ညီမတို့ရဲ့ခန္ဓာကိုယ်မှာ အလံယုံလို့ခေါ်တဲ့ခိုးကိုအားတုံးပြီးတော့ညှင့်ရဲဆိုလို့ရှိရင်လူကချက်ချင်းခန္ဓာကိုယ်ဟိတက်လာဘူးလာတယ်ချက်ချင်းခန္ဓာကိုယ်မှာဟိုကားဟိုကားလိုမျိုးပေါ့နော်ဆက်ရန်နေရမောင်းတယ်လို့ချက်ချင်းခန္ဓာကိုယ်ကပူလာပူလာတော့ခန္ဓာကိုယ်အတွက်အနေရကင်းတယ်ပြီးရင်ခန္ဓာကိုယ်ရဲ့ toxic တွေချွေးတွေထွက်လာတဲ့အချိန်မှာ toxic အညစ်အကြေးတွေအကုန်လုံးထွက်လာရပေါ့နော်ဒီဟာလေးကိုဘယ်နဲ့ချိန်လောက်လွတ်လို့ရလဲပြောလို့ရှိရင်မေးပါမေးလို့ရှိရင်ပေါ့နော်အခု၅ချိန်ညီမလုတ်ပြရယ်နော် ၃ချော့၄ချော့ထိလုံလို့ရတယ်ကိုနိုင်နေဆိုရင်ခါလေးပဲတတိထားပြီခါမှခါအလဲရိုးမှတစ်ချက်ခံစားကြည့်အလဲရိုးထဲမှာနာလာရဆိုတော့ငါခေါက်ငါ၃ချိန်ထိမလုံနဲ့ဥမာ၃ချိန်၄ချိန်ထိမလုံနဲ့၂ချိန်လောက်နဲ့ပဲစတင်နောက်ကျမှတဖြည်းဖြည်းတဖြည်းဖြည်းရက်ကလေးတိုးတိုးပြီးတော့လှုပ်သွားမယ်အခုဒါ၂မျိုးပေါ့နော်နောက်၃မျိုးသွားမယ်အဲ့တော့ခြေောင်းနှစ်ခုအရှိကိုတက်တက်လေးစမ်းထုတ်လိုက်တင်မလေးတွေကိုအမ်ခနာကိုကို ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုဘယ်ဘက်ကိုကပ်မယ်ဘယ်ဘက်ဖြာဘက်ခြံလေးကိုနောက်ဆိုညာဘက်မှာဒီမှာ speak တဲတဲလေးထားထားတယ်တင်မတွေကိုမပြီးတော့ထုတ်လိုက်မယ်ဒီနေထားလေးကနေကိုယ့်ရဲ့ဘဲခြေထောက်ကလေးကိုဒူးကိုယ်ပြီးတော့ဆွဲထောင်လိုက်မယ်ထောင်မိပြီဆိုတာနဲ့ညာဘက်ခြေထောက်အပြင်ဘက်ကိုခြေထောက်ကြော်လိုက်မယ်။ဒါဆိုညီမတို့ဒီလိုကြော်လိုက်ပြီဆိုရင်တချို့ဆိုဒီမှာခါကိုင်းနေပြီ။ရရတယ်ဒီလိုလေးကော့ထား။ကော့ပြီးတော့စန့်ထား။အဲ့ချိန်မှာဘိုက်ကလေးကိုညှစ်ထားကြည့်။လက်ကလေးကဒီမှာခြေထောက်ကိုကိုင်ထား။ဘီအန်ဒီဘက်က ညာဘက်လက်ဘဲဒူးလေးကိုလှမ်းဆွဲဘဲဘက်လက်ခါဆန်းနာတော့ဒီလိုမကုန်းတော့ခါလေးဆန့်ပြီးတော့ဘိုင်းကိုညှစ်ပြီးတော့ဆွဲလှဲကြည့်အနောက်ဘက်ကိုရရဲဆိုရင်လက်ထိတ်ကလေးနောက်ချတို့မဟုတ်လက်ကလေးနောက်ကိုဒီလိုသွားနိုင်တဲ့လောက်သွားဒီလိုကြီးမခုံးစေနဲ့နော်ခုံးရင်မှားတယ်ခါဆန့်နိုင်တဲ့လောက်ဆန်လှဲနိုင်တဲ့လောက်လှဲအမှတစ်ကြိမ်ပဲသွားထားမယ်1ချိန်နာမယ်အသက်ရှူ2 3 4 5ပြန်လျှော်လိုက်မယ် โอเคเนาะဒါလေးကလွယ်တယ်เนาะတစ်ခေါက်ပဲသွားပြပေးထားတယ်။နိုင်မဲ့အတက်နိုင်ဆုံး custom 1 by 2ပြီးရင်အခုဒီဘဲခြေဦးလေးကဒီလိုလေး V ပုံသဏ္ဍာန်လိုပဲဖြစ်နေမှာ V လိုမျိုးခြေထောက်နှစ်ခုอ่ะအဲ့ဒါလေးကိုခြေဦးလေးကိုအဲ့အခုကြည့်နေတဲ့ဘက်ချင်းโอเคညာဘက်ကိုခြေဦးလေးတဲလိုက်မယ်။ဒါဆိုကိုလိုကလန်ကျမရဲ့ခြေချင်းဝစ်ကြီးကဘလို့သွားမှလည်းမရဘူးဆိုတာမျိုးဖြစ်တတ်တယ်။အဲ့တော့တင်မလေးကိုဒီလိုကြွားပြီးတော့ခြေထောက်ချလိုက်ဒီဘက်ကခြေထောက်ကလေးကိုလည်းစောင်းချမှာ ဘဲဘက်ခြေနောက်ကလေးကိုကြော်ပြီးတော့ဘဲညာဘက်ကိုလှဲ့တယ်ညာဘက်ခြေဦးလေးကိုလည်းဘေးဆောင်တယ်အဲ့ချိန်မှာဘဲတင်မကြွားသွားရင်ဒါဆိုဒီဘက်ကညာလက်ကလေးတင်မနဲ့တန်းတန်းလေးမှသွားချဒီလိုအနားယူရင်မကတ်ဘူးဒီမှာလက်ကြီးကတ်သွားတဲ့အထိဒီလက်နဲ့ဂျိုင်းနဲ့ဘေးသားကြီးကတ်သွားတဲ့အထိမသွားဘူးအရန်ဝေးလဲဒီလိုအဲ့လိုလည်းမသွားဘူး ကိုယ့်ရဲ့ခန်းမတ်ထားတဲ့အနေထားထိုင်နေတဲ့အနေထားမှာလက်ကျတဲ့နေရာလေးဒီလိုလှဲ့ပြီးပခုံးလေးဖြွင့်ပြီးချလိုက်။ဒါဆိုလက်ရယ်တင်ပါရယ်အနောက်ကဘဲခြေထောက်ရယ်တန်းနေရမယ်။ဒီခြေထောက်ကဒူးနဲ့ဒီမှာလာကတ်နေမှာအရှိနည်းနည်းလေးတိုးပေးလို့ရတယ်။တတောင်တတောင်မဖြစ်ရင်။ပြီးရင်ဒီလိုလေးစောင်းပြီးတော့ထားကြည့်မယ်။ โอเคเนาะဒါဆိုရင်လက်နဲ့ပခုံးနဲ့တန်းဝါမယ်တင်မလေးကိုတင်နိုင်သလောက်တင်ထားမယ်ဘေးတိုက်ကလေးအရှိတ်ဘက်ကိုညီမလှည့်ကြည့်လိုက်တယ်လို့ဖြစ်ပြီးဒီနေထားမှာအပေါ်လက်ကလေးနဲ့ရွယ်လက်မောင်းကပ်ဆွဲဆန်ထားဒီ one byte ပြင်းနေတင်းလာရဲဒီဆွဲပြီးတော့ဘိုက်ကလေးကိုညှစ်ပြီးတော့ဆွဲဆန်ပေးအောက်ကခါလေးလဲတစ်ခါတလေနာတက်တဲ့ oblique နေရာလေးဒီဒီနာအမြောင်လေးဘာမှမဖြစ်ပါဘူးရရဲဆွဲညှစ်ထားလိုက်ပေးပြီးရင်ရသလောက်ကလေးထပ်နိုင်ရင်ဒီဖဏောင်းကြွထားလို့ရရဲဒီလိုလေးဆွဲတင် ပြီးရင်ပြန်ပြီးတော့အဲ့တိုင်းလေးထိုင်ချ letter တတိထားရမယ်နော် let shoulder လေးတစ်ချက်တတိထား let cow with တတိထားတစ်ချိန်မဲရရင်တစ်ချိန်မဲလုပ်မယ်နိုင်တဲ့သူအခု၃ချိန်ညမတစ်ခါလေးထားမယ်ဒီထက်နိုင်၅ခေါက်လုပ်မယ် okay ready အဲ့ချိန်မှာဒီလက်ကလေးကခြေထောက်ကိုဘိုင်းညစ်ပြီးတော့အောက်ကခြေသလုံးရိုးလာရိုက်လာပြီးတော့ထိလိုက် okay အဲ့ပြန်ထိုင်ချတဲ့နေမှာဘိုင်းညစ်ပြီးတော့ထိပြီးရင်ပြန်ထားကြည့်ဆွဲတင်ရသလောက်လက်ကိုရောဆိုပြီးအပေါ်လက်ကိုပေး ရှူထုပ်ပခုံးတတိထားဘိုင်ကလေးကိုညှစ်ပြီးတော့ခြေတလုံးရိုးသွားထိခါးဘေးတွေဘိုင်တွေညှစ်ထားမယ်နော်နောက်တစ်ချိန်ရှူပြန်ထရားသလောက်ကလေးကြနိုင်ရင်ဖဏောင်းကြွထား1ချိန်နာမယ့်အတိုင်းလေးကောင်းလေးပုံမောကြည့်လို့ရတယ်2လေရှူပေးမယ်နော်3 4 5ပြေးပြေးချင်းပြန်ထိုင်လက်ကလေးဒီ1 byte ကလေးကိုညှစ်ပြီးတော့ခြေတော့ခြေသလုံးရိုးလေးကိုသွတ်ထိခြေသလုံးကြွက်သားလေးကိုသွတ်ထိထား1ကြည်ထားမယ့်အတိုင်းလေး2 3 4 5 four five ပြန်လျှော okay လား okay now တချမ်းသွားမယ်အဲ့တော့ဒီဘက်လှဲလိုက်မယ်ဒီဘက်ချမ်းကိုလှဲလိုက်ရင်ဒီမဘက်ကြီးဖြစ်နေတယ်အဲ့တော့ဒီဘက်ကလေးကိုလှဲပြီးစွမ်းနာအတိုင်းပဲဖြာရဲ့တစ်ဖက်ကိုကတ်လိုက်မယ်ပြန်ဒီတခါဘယ်ဘက်ခြေတော့မဟုတ်တော့ဘူးညာခြေဖြစ်သွားပြီညာဘက်ခြေတော့ကလေးကိုဒူးကွေးပြီးတော့ဒူးကောင်းရဲ့ပြင်ပတ်ကိုကြော်လိုက်မယ်ဒီလို V လေးဖြစ်နေလိမ့်မယ် အဲ့ဒီနေသားလေးမှာခါလေးဆန်းလိုက်မယ်တကယ်လို့တင်မမီးညောင်ရိုးထဲမှာတခုခုမလွတ်ဘူးလို့ခံစားရရင်ညီမအဲဒီညီမဗီဒီယိုကြည့်တဲ့သူတွေသိလိမ့်မယ်နော်တင်မကိုမထုတ်ပလိုက်တတောင်းတတာဒူးလေးကိုထောင်းထားလက်နှစ်ဖက်ခြေထောက်ကိုသွားကန်ဒီနေသားလေးကနေကြောယူမခုံးနဲ့ခါလေးစန်းထားခါလေးစန်းထားဘိုင်းနဲ့ပေါင်တဲ့အနီးဆုံးနောက်ဆုံးကိုယ့်ရဲ့ဒီဘက်ကဘဲဘက်လက်ခြေတော်ကလေးကိုကင်ထားညာဘက်လက်အနောက်ကိုလှဲနိုင်တဲ့လောက်လက် twisting ခါလေးစန်းမယ်နော်ဒီလိုမခုံးနော်ရားတဲ့လောက်ကလေးမက်ပြီးတော့ဆွဲလှဲကြည့်1 2 3 ချိန်နာမယ်အသက်ရှူ2 3 4 fight ပြန်လာပြီ လက်ကလေးရှော့နောက်ဆိုစပြီဒီဘက်လက်ကလေးခြေဦးလေးကိုရှင်းနေတဲ့တို့ဘေးကိုဆောင်တင်မောက်ကြွားလိုက်ဘေးကိုဆောင်ပြီးကိုယ့်ရဲ့ဘယ်ဘက်ကိုလှည့်ထုတ်လိုက်ပြီးလက်ကလေးကိုခါဆက်နိုင်တဲ့နေရာနေပြီးတော့အနောက်ကိုတတောင်းတတဖြစ်တဲ့နေရာ ်ပြီးရင်ထပြီးပေါင်လေးကိုညှစ်ပြီးတော့ထလက်ကလေးဆွဲဆက်နိုင်တဲ့သူဖနှောင်းကြွားထားတင်းနိုင်တဲ့လောက်တင်းဒီလက်ပေါ်တွေတင်းလာတဲ့ဒီဘိုက်ပြင်တင်းလာတဲ့ဒီဆွဲဆက်ပြီးခေါင်းအောက်ကြည့်လဲရတယ်ရှေ့ကြည့်လဲရတယ်အပေါ်ကြည့်လဲရတယ်ကိုကိုတက်တာတဲ့လောက်ထိပဲရှူပြင်းပြန်ထိုင်မယ်ခြေတလုံးရိုးလေးကိုလှမ်းဆွဲပိုင်းညှစ်ပြီးတော့လှမ်းထိဒီလိုလေးလှမ်းပြီးတော့သွားထိမှာသုံးချိန်သွားပြီးရှူပြန်ထဖနှောင်းကြွားနိုင်တဲ့ခါရဲကြွရှူထုတ်ပြန်ထိုင်ခြေတလုံးရိုးလေးကိုသွားထိ နောက်ဆုံးတစ်ခါရှီပြန်ထရသလောက်ကြွထားပြီဖနောက်နိုင်ရင်ကြွထားမယ်1ထိန်းနာမယ်နော်နောက်ပိုင်းဒီလိုမရမှာအခုမမနဲ့ team မမပါဘူးနော်ပြထလိုက်တာပဲရှိတာ3အကျင့်ပါနေလို့4 5ဘင်းတမလေးပြန်ထိုင်လက်ကလေးခြေတလုံးရိုးလှမ်းထိ1ဒီလိုမျိုးလေးလက်နဲ့ထိနိုင်တဲ့လောက်ထိဘိုက်လေးတွေညှစ်ထားဒီဘေးစီလေးတွေပါ2 3 4 5ပြန်လျှော်လိုက် โอเคเนาะအဲ့တော့ဒါဆိုရင်အခု3မျိုးလေ့ကျင့်ပြထားတယ်အဲ့ဒါလေးကိုညီမအင်ဆနာပြောသလိုပဲတစ်ကြော၂ကြော၃ကြော်ကိုတတောင်းတတဖြစ်တဲ့အထိအဲဒါမှမဟုတ်ရင်ကိုထိမိတယ်လို့ခံစားရတဲ့အထိလေ့ကျင့်ပေးလို့ရတယ်ခါလေးသတိထားပေးပါရှူရာလေးသတိထားပေးပါဒါဆိုရင်ကိုတွက်လည်းအကျိုးရှိတယ်သူများတွက်ကိုလည်းအကျိုးရှိစေတယ်ရှိစေချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကို share ထားပေးလို့ရပါတယ်ပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်